ရန်ကုန်မြို့လေကောင်ဘီယူတီလန်ထုတ်တော်အခန်းမှ902တွင်အမျိုးသမီးတဦးအပိုင်းပိုင်းခုတ်ချက်အသက်ခံထားရပြီးလူသက်တရခံဖမ်းမိသည်မင်္ဂလာပါရောင်နေသတင်းစင်မှပြန်လဲကြိုဆိုပါရယ်ရန်ကုန်မြို့လေကောင်ဘီယူတီလန်ထုတ်တော်တွင်အမျိုးသမီးတဦးအပိုင်းပိုင်းခုတ်ချက်အသက်ခံထားရပြီးတရခံဖမ်းမိသည်ကြောင်းပဝဲတန်းမြို့နယ်ရဲစခန်းထံမှသိရှိရသည် ယနေ့အော်တိုဘာလ6ရက်မနက်9:45မိနစ်အချိန်ပပေတန်းမြို့နယ်အမှတ်31ရပ်ကွက်32လမ်းအထက်ဘီယူဒီလန်းထော်တော်အခန်းမှတ်900နှစ်တွင်အမျိုးသမီးတဦးကိုအပိုင်းပိုင်းခုတ်ဖြစ်တက်ဖြတ်သွားကြောင်းအမျိုးသမီး၏အပိုင်းပိုင်းဖြစ်နေသောအလောင်းကိုအခန်းအပြင်ဘက်လေအေးပေးဆက်တင်ထားသောစင်ပေါ်တွင်အမိုက်အိတ်အပြားဖြင့်ထုတ်ပိုးတင်သွားခဲ့ကြောင်းလက်ရှိအချိန်ထိတရားခံဖမ်းမမိသေးကြောင်းသိရှိရသည် တရခံမမိသေးပါဘူး။ကျန်နာတွေတော့ဖြေလို့မရပါဘူး။ဟုပပယ်တန်းမျိုးနယ်ရဲစခန်းကဖြေချလာပြီးလက်တလောအသက်ခံရသောအမျိုးသမီးဤကိုရရာဇဝင်ကိုလည်းစုံစမ်းနေစေဖြစ်တယ်လို့ရင်းအမှုကိုစစ်ဆေးနေသည့်သူများထံမှသိရှိရပါသည်။အဆိုပါမှုဖြစ်စဉ်နှင့်ပတ်သက်ပြီးလူမှုကွန်ရက်သုံးဆွဲသူများမှမှတ်ချက်အမျိုးမျိုးပေးနေကြပြီးအချို့မှာသမီးရေးစားပြတာနာဖြစ်၍အသက်ခံရနိုင်ကြောင်းတချို့မှာဒိတ်ကဲခေါ်ပြည်တယ်စားတူဖြစ်နိုင်ကြောင်းရင်းနေရအနီးတစ်ဝိုက်တွင်ပြည်တယ်စားလုပ်ငန်းဖြင့် ဝမ်းစာရှာဖွေနေသူများပေါများသဖြင့်ပြင်သူတို့တွေကတဦးဖြစ်နိုင်ကြောင်းတချို့ကတော့လူမှုရေးပြသနာကြောင်းအသက်ခံရခြင်းဖြစ်နိုင်ကြောင်းနှင့်ဈေးကြောင်၍လူတက်မှုကျူးလွန်တာမျိုးဖြစ်နိုင်ကြောင်းအမျိုးမျိုးမှတ်ချက်ပေးနေကြပြီးယခုကဲ့သို့လူမဆန်စွာတက်ဖြတ်မှုအပေါ်ပြည်သူများမှာဖြစ်ရမှန်ကန်ကိုသိရှိခြင်းနေကြကြောင်းသိရှိရပါသည် အလားတူဖြစ်စဉ်မျိုး2024နှစ်နိုဝင်ဘာလတွင်မန္တလေးမြို့၌ဖြစ်ပွားခဲ့ပြီးတေဆုံးသူမှာလည်းအသက်20အရွယ်ခန့်ရှိမျိုးသမီးတဦးဖြစ်ကြောင်းသိရှိခဲ့ရပါသည်ထို့အပြင်အဆိုနှင့်နိုဝင်ဘာလတွင်ပင်ရန်ကုန်တိုင်းဒေသကြီးတလားမြို့နယ်ရှိတဲခိုကန်းတစ်ခုတွင်လည်းသမီးရေးစားချင်းတွေ့စဉ်အချိန်နှင့်နေ၍အိမ်ပြန်ရန်ပြောကြားပြီးနောက်အချင်းများကမျိုးသမီးတဦးအသက်ခံခဲ့ရသည့်လူတက်မှုတစ်ခုဖြစ်ပွားခဲ့ဘူးကြောင်းသိရှိရပါသည်2021ခုနှစ်နောက်ပိုင်းနိုင်ငံရေးဖြစ်စဉ်အတွင်းမြန် မာနိုင်ငံဒေသအနှံအပြား၌လူတက်မှုများပြန်ပေးမှုမရေမှုနှင့်အမည်မပေါ်သောအလောင်းရှာတွေးသည့်ဖြစ်စဉ်များမှာတစ်နေ့ထက်တစ်နေ့ပေါများလာနေပြီးပြည်သူများအဖို့ရင်လေးစရာပင်ဖြစ်နေပြီးတရားမျှတမှုတရားဥပဒေစိုးမိုးရေးတို့မှာပျောက်ကွယ်နေပြီဖြစ်သည်